အလုံးမဲမင်္ဂလာပါရှင်တူတာ YouTube Channel ကနေကြိုဆိုပါရစေဒီကနေ့ဖပြပြမှာကတော့စာရေးဆရာမတန်မြင့်အောင်ညီတာထားတဲ့ချစ်ချင်းနဲ့အပြိုင်ဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါရစေ ်မြတ်မြတ်ဆိုဤမျက်လုံးများကမိတ်ဆင်ထားပေမဲ့မောင်းကိုသာမြင်လို့ချိနေသည် အလွလွန်နေရင်ပြုံးနေတဲ့အောင်ထင်ရသောနှကမ်းပါကလေးတစ်စုံကလည်းမြတ်မြတ်ဆိုဟုသောအမည်နှင့်လိုက်ဖက်နိုင်လွန်သည်ဟုပြောခဲ့သောစကလုံးတွေကမြတ်မြတ်ဆိုနာတဲ့ဆွဲပြင်းဆွဲနေစေတာဒါကြောင့်လဲဆယ်ရမအောင်ခင် မောင်းနောက်ကိုကောက်ကောက်ပါအောင် လိုက်ခဲ့သည်ပေါ့ မောင်ကလည်းခေရဲရုံမှမဟုတ်တာပဲချုပ်ချင်တဲ့မိန်းကလေးတွေက မောင်မေးနာမှာရစ်တီရစ်တီနဲ့မို့မျက်များချူခက်မြန်မြန်ပဲခေါင်းညှင့်ပြီးမောင်ကိုအပိုင်သိမ်းလိုက်ရတော့သည်နင်မမောင်အကြောင်းဘလောက်သိလို့လဲမျချူရမောင်မောင်ကနင်ကိုခါချိုးပြီးလှုပ်ကြွေးမယ်မျိုးများထင်သလားဒီကောင်လေးကလက်ကြောတင်တာမဟုတ်ဘူးဟဲ့အိုးသူလှုပ်မကြွေးရင်မျချူလှုပ်ကြွေးမှာပေါ့မျချူကသူ့ကိုချစ်တာပဲဟာပယ်တတ်နိုင်ပါမလဲ ဟဲ့မြချူအဲ့ဒါမိန်ကလေးကပြောရမယ့်စကားလားငါတေးတာတေးလိုက်ချင်တော့တာပဲဟင်းအမကောအကိုကိုမချစ်ဘူးလားအမတို့လည်းချစ်လို့ယူကြတာပဲမဟုတ်လားအမမိဘတွေကချက်တာတော့အမအကိုကိုဆွယူခဲ့တာလေမေ့သွားပြီလားမမေ့ပါဘူးတော့ဒါပေမဲ့ညီအကိုကရိုးသားတယ်လေအင်ကသဘောမတူတာကသူ့အကြောင်းကိုကောင်းကောင်းမှမသိကြတာဟောအခုတော့ညီမြင့်တဲ့အတိုင်းပဲသူ့ရဲ့စူးစမ်းမှုနဲ့ကိုကျင့်တရားကြောင့် ตาตาเนี่ยประสบภาก็เราไม่ชะรอบูจม้าก็เลยนอกดอไอ้หลุผิดตัวมาบ่อมายานี้ไม่ทินเนเนาะဒီကောင်လေးအကြောင်းငါကောင်းကောင်းသိလို့ပြောနေတာစိတ်ကူးမလွဲပါနဲ့ငါညီမရဲ့ညီအကိုရိခမညာညီမလေးတယောက်ထဲမှုချစ်လိုက်ကြတာတုံးလို့ဒီအကြောင်းများသိလို့ကတော့မလွဲဘူးအမပြောရင်တော့သိမှာပေါ့သိလို့ကတော့ညချိုရိုးကအပြေးပဲနော်အမလေးအဲ့လိုတော့မချင်းချောက်ပါနဲ့ဤကျုပ်ကตาတော့မပြောရင်သေးတယ် အကိုလှုပ်တဲ့သူကနှမထိဓာကြည့်ဆိုတဲ့အထဲကဟွန်းမရထိဓာကြည့်ပဲကြားဘူးပါတယ်အမလီရှင့်ကိုကမိမထက်နှမကိုပိုချစ်တာပါတော့မယုံမရှိပါနဲ့အမကမနာလိုဘူးလားမနာလိုမှတော့အလောက်တောင်တားနေပါမလားမိန်းကလေးရဲ့လူကဲလေးမခတ်တတ်ဘူးအဲ့လိုအလိုကိုညီအတွက်စိတ်ပူတာ အကိုမိမ့်မပဲမဲ့အမရင်လိုသဘောထားဖြူစင်လွန်းသော အမတွေကိုညချိုချစ်ပင်မဲ့မောင်နှစ်ပသက်လာသောအခါတွင်တော့ညချိုခွန်းတုတ်ပြန်ခဲ့မှုသည်အဲ့ဒီကိစ္စတွေကိုတော့ညချိုခုချိန်ထိနောင်တမရနိုင် မောင်ကသူများပြောသလိုလက်ကြောမတင်တာမဟုတ်ပြင်းတာမဟုတ် နုနယ်လွန်တာနူးညံ့လွန်တာပျော့ပြောင်းလွန်တာမြချိုကလည်းအဲ့ဒီလိုယဉ်ကျေးပြီးနူးညံ့ပျော့ပြောင်းမှုမျိုးကိုမှညံ့လို့တတ်တာမြချိုတို့ကကိုကိုရိုင်ကနှွဲလို့လားပြောလို့လားတော့မသိဘူးလူချမ်းစိတ်ချမ်းတွေကိုတိတ်မခံစားတတ်ဘူးဘသူတွေဘလို့မြင်မြင်မြချိုတို့ကတော့လူစင်ရဲတာခံနိုင်တယ်စိတ်စင်ရဲတာမခံနိုင်ဘူးတကယ်ပြောတာအဟုတ်အဟုတ် မိုးချိမ့်တန်တွေနဲ့အတူတစ်ချက်တစ်ချက် လင်းလက်သွားတဲ့မြက်ပန်းမျက်နွယ်တွေကြားကမြင်လိုက်ရတဲ့ကောင်းကင်ရဲ့အရေးဟာညချိုစီကိုပြိုဆင်းလာတော့မလို့လို့ကြောက်နေသလားညချိုဟာဒါမောင်ရဲ့အတံပဲမောင်ရောက်လာပြီလားဝမ်းသာလိုက်တာမောင်ရညချိုမောင်ကိုမျှော်နေတာ ဈာနဲ့များနောက်3လလောက်နေမှ မောင်းပြန်လာမယ်ဆိုဒီနေ့များမောင်းလာရင်ကောင်းမှာပဲလို့ညချိုတွေးပြီးမောင်းကိုမြင်ရောင်ရင်လွမ်းနေလိုက်ရတာဒါကိုမောင်းဘလို့တိပြီးဘလို့လောက်ဒါကိုမောင်းဘလို့လောက်ပြီးတိသွားတာလဲဒါကြောင့်မောင်ကညချိုကိုချစ်ပါတယ်လို့ညချိုအခိုင်အမာယုံကြည်ထားတာပေါ့ဒါနဲ့မောင်တမီးလေးရောရင်တမီးလေးနဲ့တွေ့ပြီးပြီလားအခုမောင်ဒီကိုလာတော့တမီးလေးကလိုက်မယ်လို့မပြောဘူးလား တမီးကိုဘာလို့မခေါ်လာတာတော့တမီးကိုဘသူနဲ့ထားခဲ့လဲဟင်သူ့အဖွားနဲ့ပဲမဟုတ်လားညချိုတမီးကိုလည်းတွေ့ချင်းလှပြီးမောင်ရဲ့ညကတမီးလေးကို လွမ်းပြီးအိမ်မက်တွေမက်လိုက်တာတမီးကခါဝန်းဖြူဖြူလေးဝတ်ပြီးရှစ်ဆရာကောင်းနေပုံများပြောတာမပြောတတ်ဘူးမောင်လိုပဲအသားဖြူဖြူနှာရံပေါ်ပေါ် မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့လှလိုက်တဲ့သမီးလေးဟာမောင်နဲ့မျက်ရွှေကြားမှာခေါဝင်ဖြူကကကြီးနဲ့ပြေးလွှားကစားနေလိုက်တာမျက်ချိုရူမီတာစု သုံးယောက်သားပျော်လို့ရွှင်လို့မောင်ရီဒီနှစ်တည်င်ကျွရင်တော့သမီးကိုအဲ့ဒီခေါဝင်အဖြူစွတ်စွတ်ကလေးဝယ်ပေးနိုင်အောင်စူးစမ်းလိုက်အောင်မယ်မောင်မျက်ချိုအနာကိုလာစမ်းပါအဲ့ဒီမှာမပါလို့နေရလဲမျက်ရွှေကိုယ်တိုင်ကညစ်ပတ်နေလို့ မောင်အနာမကက်ရှင်လို့လားမောင်ဒီကိုလာတာဘသူသိသေးလဲဟင်ညရှို့ဒီနေရာမှာရှိနေတာကိုလဲမောင်ဘသူကမှပြောမပြဘူးမဟုတ်လားမပြောနဲ့တော့မောင်သူတို့တွေကငကိုကမှမောင်ကိုအထင်လွဲနေကြတာအပြစ်တင်ခြင်းနေကြတာတလောကလုံးမောင်ပြောသလိုပဲညချို့လောင်းမောင်ကိုဘသူမှနားမလဲကြဘူးဟောမိရထားတန်ကြားတယ်နော်မောင်အမလေးနော်စုလိုက်တဲ့အတန်ကြီးသွားပြီသွားပြီပျောက်သွားပြီ hot dog မောင်နှမချိုကဘလို့လုတ်ပြီးမိရထားပေါ်ပါလာကြပါလေညံလိုက်တာယထာကြီးကလည်းအချိန်ကောင်းလိုက်တာပဒင်းပေါက်တွေက မြင်ရတဲ့ရိတ်ခနဲရိတ်ခနဲကြံခဲ့တဲ့မိရောင်လေးတွေကလည်းချက်ချင်းပဲပြန်ပြန်ပြောက်သွားရောတင်ရွက်နဲ့နေလဲရတယ်နော်မမိုးရပိစရွက်စိမ့်နဲ့နေတင်နေအဲ့ဒီအနံ့တွေကတိတ်ပြီးရှူဆိုင်လို့ကောင်းတာပဲယထာပဒင်းပေါက်ကနေလက်တွေကိုစန့်တမ်းပြီး တိလိုက်စမ်းပါမောင်းမိုးဆက်တွေကြနေတော့ပဲမျက်နှာပြင်ပေါ်ကိုတပေါက်ပေါက်ကြနေတဲ့အစ်သက်ဆက်အထီအတွေ့ဟာလဲမိုးရင်ဆက်တွေပဲမဟုတ်လားမောင်းကြော်ပါသေးရဲ့မိုးတိတ်သွားလို့မူတာယုံသေးသေးလေးတွေနဲ့ဟိုဘက်ခတ်ဝေးဝေးကနေရာလေးတွေမှာတော့မိတ်တုံမိတ်တုံမိယောင်ကလေးကိုမြင်နေရတာပဲတိုးဆောင်လေးပူတာကိုရောက်ခနေပြီထင်တယ်နော် သမီးလေးနဲ့လည်းတွေ့ရတော့မယ်ရထားကခဏလေးရတာတော့မှာ အ мян ဆင်းရအောင်ဟောရထားရက်သွားပြီဆင်းကြမယ်မလားဟာမီးအောင်လည်းမမြင်ရတော့ပါလားရထားပဝါကဘမလဲဟိုဘက်မှာထင်းလေလာလာမောင်အ мян ဆင်းကြမယ်ဟင်းမောင်မောင်ရေမောင်ဘယ်ရောက်သွားပြီလဲမောင်ကိုမတွေ့ရတော့ဘူးမောင်မောင်တော်တော်လှတဲ့မိန်ကလေးပဲအဖြစ်ဆိုးလိုက်တာနော်တနာပါတယ်ဟဲ့ငငယ်ကလေးရှိသေးတယ် ဖနပေပက်လေဒနိမိုးထရန်ကတဲ့လေးအတွင်မှာအဖြစ်အပျက်ကြောင့်မြည့်ရထားလမ်းပေတဝိုက်တွင်လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်အားလုံးထဲတွင်လူရောစိတ်ပါလှုပ်ရှားလွန်းနေသူကတော့အကြည်လေးပင်ဖြစ်သည်ဒီတဲကလေးထဲမှာသူတညလုံးညံ့ညချိုနှင့်အတူနေခဲ့ရပြီးနက်နက်လင်းသည်နှင့်ပိုပြေးသည့်ပြေးအတောင်ကြားရသလိုပိုမေးတီမေးအမေးခံရဆုံးကလည်းသူပဲဖြစ်သည် ဒီမြို့ပတ်ရထားပြည့်ဆွဲရာရန်ကုန်မြို့နှင့်အတန်ငယ်ဝေးကွာသောမူတာယုံကလေးအနီးမှမြရထားတန်လန်းပြီးကကတရာကျိုသည့်အလုတ်ခွင်သို့ရုတ်ကလေးနှင့်မလိုက်အောင်နောက်ဆုံးရောက်ရှိလာသည့်အလုတ်သမားလေးမြမျှရှိုက သူနှင့်အတူနေသူဖြစ်ခဲ့သည်အလုတ်သမားများခိတ္တနေထိုင်ရာမြရထားတန်လန်းပြီးမှတဲတီတီကလေးများကိုနှစ်ယောက်တည်းတွဲသုံးယောက်တည်းတွဲညာအိမ်ယုံကလေးတွင်ငှားနေကြသောသူများထဲမှ အများနဲ့မတူပဲတမှုထူးနေသည့်ရဲတူမိန်ကလေးကသူနှင့်နေသောလေးလပင်မပြည့်တတ်သေးပေသူကသင်္ကန်းကျွန်းကအလုတ်ဆင်းလာတဲ့ဒေါ်ထွေးနဲ့အတူပါလာတာသူလည်းအကြည်လေးလိုပဲတပတ်မှတစ်ခါအိမ်ပြန်မှဆိုတော့အကြည်လေးနဲ့ပဲအတူနေကြပေါ့ဒီအလုတ်ကအပင်မန်းနဲ့ကလေးမရဲ့တော်ယုံလူတန်ခံနိုင်မှာမဟုတ်ဘူးလှုပ်ကြည့်အောင်ပေါ့ ਈ အလौဒမကောင်းဆောင်ကြီးတော်အောင်မြကမြမြချိုကိုအကြည့်လေးထံလာပို့စဉ်ကအယောင်မတောက်သော အဝိအစာနွမ်းနွမ်းကလေးများကြားကတောက်ပသောအပြုံးမျက်နှာဖြင့်ရပါတဲ့တတော်သမီးလုံးနိုင်မှာပါဥဆူလိုက်သော အမှုရာလေးကိုမြင်လိုက်ကလေးက အကြည့်လေးသူ့ကိုဆွဲလန်းချစ်ခင်သွားခြင်းဖြစ်သည်။နောက်နေ့များတွင်တော့မြညာချိုသည်အကြည့်လေးဘဝရဲသို့နောက်ဆုံးမှဝင်လာတော်လဲချစ်ခင်နှစ်လိုပဲအကောင်းဆုံးသောလှုပ်ဖော်ကင်ပတ်တငယ်ချင်းတယောက်ဖြစ်သွားတော်သည်။ဟာမြညာချိုကအပြုတ်မဟုတ်ဘူးလား။အကြည့်လေးတအံ့တော်အမေစင်က မဟုတ်ပါဘူးကြည်လေးရဲ့။သမီးလေးတယောက်တောင်ရနေပါပြီ။မမျချူယောက်ျားကတော့မောင်ကခီးသွားနေတယ်။နောက်ထပ်၃လလောက်ကြာအောင်မှာ ညချိုဒီမှာအလုံးလာလုံးနေတာမောင်တော်မသိသေးဘူးကြည်လေးကရောဗမာနေတာလဲအများကအကြည်လေးဟုခေါ်တော့သူ့ကိုစင်နာဟန်ဖြင့်ကြည်လေးဟုနူးနူးညံ့ညံ့ဆက်ဆံမှုနဲ့မောင်ဟူသောအတုံးအနှုံးကအကြည်လေးတို့ပတ်ဝန်းကျင်နေစာပါဆန်းကျဲ့နေသည်ဗျာကျမတို့ကလှိုင်းတရာမှာနေတာအဖေမရှိတော့ဘူးမောင်နှမများတယ် ဒါကြောင့်အကြီးဆုံးကျမက အမေအတွက်ဈေးဝယ်ရအောင်ဒီမှာအလုပ်လာလုပ်တာအမေနဲ့ညီမတိအောက်ကလည်းဈေးရောက်နေအငယ်လေးတွေကတော့ကြောင်းနေကြတော့ကျမကအဖို့ကောင်းတာနဲ့ဒီမှာအလုပ်လာဆင်းဖြစ်တာနေ့တိုင်းသွားနေပြန်နေရင်လမ်းစရိတ်နဲ့ဘာမှပူမှာမဟုတ်ဘူးဒါကြောင့်တပတ်မှတစ်ခါပဲပတ်စံကို အိမ်ပြန်ဖို့ဖြစ်တာကျမရှာတာကမောင်လေးတွေအတွက်ကြောင်းစရိတ်လေးမမြချူယောက်ျားကရောဘာလုပ်လဲရင် မောင်ကသူ့တငယ်ချင်းလေးနဲ့အယောင်းဝယ်လုပ်ဖို့နေကိုလိုက်သွားတာနှစ်လလောက်ရှိပြီဒီမှာကအလုတ်အကင်အစင်မပြေဘူးသမီးလေးနဲ့များချိုလဲမောင်မိဘရေစီမှာကတ်စားနေရတာအာနာလာပြီသူတို့ခင်ဗျာလဲအစင်မပြေကြကြဘူးဒါနဲ့ခလေးကို သူ့အဖွားနဲ့အပ်ထားပြီးအဆက်အသွယ်တယောက်စီကနေတဆင့်တော်တော်ထွေးနဲ့တွေ့ပြီးဒီအလုတ်ကိုရောက်လာတာပဲများချိုလဲနေ့တိုင်းတော့ပြောင်းကျင်လာပေါ့ သမီးလေးကိုလွမ်းလေဒါပေမဲ့သမီးကတွေ့ပြီးရင် ပြန်ခွာလို့ရမှာမဟုတ်ဘူးရတဲ့အလောက်ခနဲ့လမ်းစရိတ်နဲ့ကာမိမှာမဟုတ်တော့တစ်ချက်ခုတ်နှစ်ချက်ပြတ်သမီးကိုနှုတ်ဖြဲ့ရင် သူ့အဖွားနဲ့ပဲထားပြီးဒီမှာလာစင်းတာပဲမောင်ကလည်းနောက်၃လလောက်ကြာအောင်မှလို့သူ့ငယ်ချင်းတွေကိုမှားလိုက်တယ်။ခဏပေပက်လေတာကျဲတော့အမိုးမလုံသည့်တဲကလေးရင်သူတို့နှစ်ဦးကျင်းကျင်းကြက်ကြက်နှင့်မွေးထွေးစွာအိတ်ဆက်ခွင့်ရသောကာလများက တိတ်ပင်မကြလိုက်ချေတခုကောင်းတီမှာအလုတ်သမားခေါင်းဆောင်ကြီးတော်အုံများကဒီနေရာဒီတဲစုကလေးဤအနီးတစ်ဝိုက်မှာနေထိုင်ပြီးသူတို့လိုအလုတ်သမားကလေးများကို လူမှုရေးအနေနဲ့မှကင်းအောင်အချိန်အဟန့်ကောင်းကောင်းဖြင့်လုံခြုံမှုပေးနိုင်သည် တနေ့ရသည့်လောက်အားခလေးရသည်ဘူတာယုံကလေးချီအလုတ်သမားများအတွက်ပေါ်ပေါ်လောလောနှင့်ဘိုက်ပြီအောင်ရောင်းနိုင်သောဆိုင်ကလေးတွင်ညချုံနှင့်အကြည့်လေးတို့အတွက်နက်နက်ညစာ200ဘူလောက်ဖြင့်ဆက်ပြုတ်ရသောတာဝန်ကိုကင်းစေပြီးတပတ်လျင်အသက်တင်1000နှင့်1500ကျားလောက်အိမ်ပြန်ပို့နိုင်ခဲ့သည် အကြည့်လေးတယောက်ကတော့အိမ်တော်ကြီးကိုစိတ်မဝင်စားနိုင်အားသေးသည့်တိုင်မြမြချိုတတိယတိုင်းလမ်းဆွတ်တန်တနေတတ်သောသူမ၏မောင်နှင့်သမီးလေးလာရိုက်ချိုတို့မိသားစုအကြောင်းကိုပုံမြင်လေးတစ်ပုဒ်နဲ့စိတ်ဝင်စားနေဖြစ်ခဲ့လေသည်လွန်ခဲ့သောတစ်ပတ်အိမ်ကပြန်လာချိန်တွင်တော့မြမြချို၏အသွင်သဏ္ဍာန်မှာအလွန်တရာပြင်းမှန်းနှဲ့ကစိတ်ထိခိုက်လာဟန်တူသည် စကားလဲခါတိုင်းလိုတွတ်တွတ်လပ်လပ်မပြောဘဲငာရွေးတာနေသည် မမြချို့ဘာဖြစ်လို့လဲနေမကောင်းဘူးလားဟုတ်တယ်မြချို့အိမ်မှာဖျားသေးတယ်ဆေးတောက်ပြီးတက်တာလို့ပြန်လာတာဟုဆိုသည်ထိုနေ့တွင်မြမြချို့အကြည့်လေးနှစ်လိုက်၍အလောက်ရှင်းနိုင်သေးသည် ထမင်းတော့ကောင်းကောင်းမစားနိုင်ထို့ညကမြမြချိုအပြင်းပြသည်ငရောင်ကဒန်းနှင့် သူမ၏မောင်နှင့်သမီးလေးကိုတန်းတနေသည်ပြီနနက်လင်းခန့်ဤမှာတော့အဖျားကျသွားသဖြင့်မူတာယုံကကော်ဖီနှင့်အဖျားကျစေးကိုအချီလေးသောဝယ်တိုက်ခဲ့ပြီးမှအလုဆင်းလာခဲ့သည်ဒါရောမြမြချိုကအလုဆင်းကျင်သေးသည် သူ့ကိုယ်သူရောမဟန်နိုင်အောင်ညိုင်နေသည့်ဖြင့်အချီလေးကချောင်းပြပြီးထားခဲ့ရသည် ရုံတိုင်းကြီးဒီလိုဖြစ်သွားမည်ဟုအကြည်လေးလုံးဝထင်မထားခဲ့။ထိုနေ့ကမှအလုပ်တွေများပြီးအပြန်မိုးချုပ်ခဲ့သည်။ဘူတာယုံနှင့်ခက်လန်းလန်းမှစံပြုတ်ဆိုင်ကလေးမှစံပြုတ်တစ်ခွက်သွားဝယ်ပြီးအဖျားကျစီနှင့်တိုက်ရန်တဲကိုပြန်ရောက်လာတော့ည၈နာရီထိုးလို့ပြီဖြစ်သည်။တဲဘဝအရောက်တွင်မီးရောင်လုံးဝမမြင်ရပဲပိန်းနေသည့်အခါတွင်တော့အကြည်လေးရင်ထဲတွင်ဒိတ်ခနဲဖြစ်သွားမိသည်။ ညမန်းကတန်းဖျောင်းနိုင်လေးတတိုင်ထုံးပြီမမြချို့မမြချို့ဘာလို့မီးမထွန်းတာလဲဥဆိုပြီးသူ့အိမ်ရာဘေးကတ်သွားပြီးတစ်တိချက်ချငုံကြည့်လိုက်ပြီးတော့မနေညာကလိုပင်အဖျားတက်လျက်ရှိတော့မမြချို့ကကြီးတန်တက်တဲ့ကြားမှအိမ်ပြန်ခြင်းနဲ့အကြည့်လေးရဲ့ဟုပြောရှာသည် သူမမျချို့ကိုလွန်စွာတနာသွားလေသည်ပါလာသောဆံပြုတ်ပူပူကို ပကံထဲထည့်တိုက်တော့မမျချို့မတောက်နိုင်တော့တစ်ချက်တစ်ချက်ညှို့ညူရင်ဂတိလက်လော့ဖြစ်သွားဟန်တူသည်မမျချို့တယောက်တော့ရှေးကောင်းကောင်းပြန်ကူဖို့လိုအပ်နေပြီဟု အကြည်လေးထင်လိုက်ရုံမှတပါသူတို့အားမြ мян ဆဆန်းဖဲခွာသားလိုက်မည်ဟုတော့ရောင်မှား၍ပင် မတွေးခဲ့လေပါ အကြည်လေးတို့အလုံးလုံးနေသည့်နေရာက မိရထားတန်လန်းဤပြီးမှမို့အနီဆုံးဘူတာကယထာရှိခြင်းရှိမရှိလျင်တော့အဝေးပြေးကားတွေဖက်တန်းသွားလာနေသည့်ကလမကြီးတို့အတော်လန်းပေါက်အောင်600သည်ဆောင်ရထားမိသေးလားဟင်စီလေးညချိုဤနှုံမှလေတန်ရဲ့ရဲ့ကိုနားထောင်ရင် အကြည့်လေးကမမှီတော့ဘူးမမြချိုမနဲ့စောစောထွက်တဲ့ရထားနဲ့မှပြန်ကြရအောင်နော်မမြချိုကို အကြည့်လေးလိုက်ပို့ပြီးမယ် အမှန်တကယ်ပင်မနဲ့စောစောထွက်မြေယထာနဲ့လိုက်ပို့ရအောင် အကြည့်လေးအစင်သစ်ပြင်ခဲ့ပါသေးပြီ။ကားလာခေါ်ပြီးဟေ့မြညချိုအလောင်းတဲ့ဖို့ကားလာနေပြီ။အလौဒ္ဓမကောင်းဆောင်နဲ့တတော်ထွေးတို့ဤစီစဉ်မှုဖြင့်နနက်လင်းသည့်နေ့ အကြောင်းကြားသင်သည့်ကိစ္စကိုအကြောင်းကြားဆီရှင်သင်သည်ကိုဆီရှင်ပြီးမမြချိုဤအဖေနှင့် အကိုနှစ်ယောက်ရောက်လာကြသည် မကြခင် အဖေက ပြန်ထွက်သွားပြီးယခုသွားခေါ်သောကာကြီးနှင့်ပါလာဟန်တို့သည်လမ်းကကြမ်းလှဆိုးလာသည့်အပြင်ခတရာကျိုသည့်အလौဒမားတွေဤတဲကလေးတွေကမိရထားတန်လန်းဤ ဒီမှာဗက်စီကဖြစ်ပြီးဝင်လာသည့်ကားကတခြားတစ်ဖက်အချမ်းကားမှုစာရန်တတန်းနှင့်ဖုန်းနံပါတ်တစ်ခုရေးထားသောကားအဖြူကြီးတစ်စင်းကိုမိရထားတန်လန်းဤတစ်ဖက်မှာရက်လိုက်သည်ကိုအတီလေးလှမ်းမြင်လိုက်ရသည်မမျှချို့ကို ခေါ်သွားကြရမယ်ဟုသောအတီနှင့်အတီလေးဝမ်းနေကြေခွဲစာမူဆိုင်လိုက်မိသည်မင်းကဘာလို့ငူရာလဲသူနဲ့မင်းနဲ့ဘလို့ပတ်သက်နေလို့လဲဘယ်အချိန်ကအနာရောက်လာမှမသိတော့ ဲ့တဲ့အမျိုးသမီးတယောက်ကအကြည်လေးပခုံးကိုစုပ်ကိုင်၍မေးလိုက်မှသူ့မိန်းမကို အကြည်လေးတတိပြုမိသွားသည်။သူကကျမနဲ့အတူနေပြီးအလုံးလုံးတဲ့သူပါ။သူကကျမကိုသိခင်လား။အခုသူမရှိတော့ကျမတယောက်တည်းမလို့နေရတော့မလဲ။သူမကိုပြန်ပြောရင်မှအကြည်လေးပို့၍ဝန်းနေသွားသည်။မင်းတို့ကဒီမှာဘာလုပ်ကြတာရော။ကတ္တရာကြိုတာပါ။ဖျားကြီးကောင်းမလေးဒီလောက်အပြစ်မှန်းခံနိုင်လို့လား။ သူ့မှာနှလုံးအားနေတဲ့ယောဂလည်းရှိတယ်။သူဒီမှာလာလုံနေတာဘလောက်ကြာပြီလဲ။ဒီတစ်ခါမေးတာကမနက်ကပါလာတဲ့မမြချူရဲ့အကိုတယောက်ဖြစ်သည်။ထိုစင်မှာပဲမိရထားလန်းတစ်ဖက်မှာရထားတီကားစီမှာအလောင်းတင်သည့်စတီကတ်နှင့် ရှင်မျောမျော အကောင်စားအခောင်းတစ်ခုကို လူနှစ်ယောက်ခြေနောက်မှပြီးရထားတန်လန်းကိုကြော်၍တည်လာကြသည်။ အနီးပတ်ဝန်းကျင်တဲများနဲ့အလုတ်သမားများအားလုံးစိတ်ဝင်တစားနဲ့အထူးအဆန်းပမာဝိုင်းကြည့်နေခြင်းအထူးအဆန်းပမာဝိုင်းမိကြည့်နေကြအထူးအဆန်းပမာဝိုင်းမိကြည့်နေကြစဉ်စောစောကအမျိုးသမီးကတဲရဲသူငုံဝင်ပြီးမမျှချူအလောင်းကိုကြည့်ကအပြင်သို့လှမ်းပြောသည် အခောင်းကိုဒီရဲသွင်းလို့မရဘူးအဲ့ဒီတဲရှိနာမှာအတာချထားလိုက်ပါသူ့ကိုပွေထုတ်ပြီးအပြစ်မှာပဲထဲမှရမယ် အလုံးမတာဝန်ရှိသူများမြမြချိုဤအဖေနှင့် ထိုအမျိုးသမီးတို့စကားခဏပြောကြပြီးမြမြချိုအလောင်းကိုတဲရဲမှပွေထုတ်ရန်ပြင်ဆင်ကြသည်ပထမမြမြချိုအလောင်းကိုသာအယုံဆိုင်နေကြသောသူတွေကယခုရောက်လာသော ကာအကောင်စာအခေါင်အကောင်စာကြီးနှင့် ထိုအမျိုးသမီးနှင့်ကားပေါ်မှဆင်းလာကြသောသူများ၏ရှင်ဘက်ပေါ်မှ တူညီသော စာရန်တစိမ့်များကိုတအံ့တော်ကြည်လိုနေသည် ဝင်တယ်လိုက်တော့မယ်နော်အမပါလာတော့လူတယောက်ကတဲတဲဝင်ရန်အပြင်တွင်ကျွန်တော်တဲ့ဗျာစီနော်ကျွန်တော်သမီးကိုကျွန်တော်တဲ့ပြီးဗျာစီတဲပါတဲပါအตาလေးပွေယူပြီးအပြင်ကကပ်ပေါ်တင်လိုက်ပါမြမြချူအဖေကသူ့သမီးအလောင်းကိုဝင်ဝေယူဟန်ပြင်တော့အချစ်လေးနောက်ဆုံးအနေဖြင့်သူ့စစ်တော့မြမြချူကိုအားရပါရစိုက်ကြည့်နေလိုက်သည် ညကမိုးကြီးလေကြီးကျထားသည့်အချိန်နှင့်တဲကလေးမှာတုတ်တင်ထားသည့်ကြားကပင်အဆိုတက်ကရှိနေစေမမချိုဤစပင်နှင့်ညနာများပေါ်သို့ပင်မိုးပေါက်များကျနေသဖြင့်သူမနေကကွယ်ခဲ့ရသေးသည်မမချိုဤအဖေသည်မမချိုကိုကလေးကိုပွေ့ရှိရဲမ ိစမ်းပါအောင် အသားတွေလည်းမဲသွားလိုက်တာစပင်ကလည်းဘာမှတော့မရှိတော့ဘူးမိုက်လိုက်တဲ့ကလေးရဲ့အဖေမကြည့်ရလိုက်တာဒီလောက်နှပနေပြီးမမျှချို့ကိုဒီလိုပြောတာကိုဖြစ်အကြည့်လေးသိမ့်မကြည့်နဲ့ချင်လားမကြည့်နဲ့နိုင်ဆုံးကတော့သူကြားဘူးနေကြပုံမြင်လေးကမမျှချို့ဤစစ်လာစွာသောမောင်နှင့်တမီလေးလိုက်ရိုက်ချို့ကိုမမြင်ဘူးလိုက်ရခြင်းပဲဖြစ်သည်သူမအနေနှင်းကတော့အတုပယုတ်အလောင်းများနဲ့ ညနေနေခဲ့တာကြာပြီဖြစ်သည် လူဘဝဤအဆမအဆုံးတို့တိုင်းညီတို့ညီပေါင်းဖြတ်တန်းခဲ့ကြလေသည်မတိသော လူစိမ့်သူစိမ့်များဤရုပ်အလောင်းများကိုလည်းလူမတိတ်ဆိတ်ငြိမ်သက်စွာညီညီကျောင်းဝင် ပူညီတည်ဆောင်ခဲ့ဖို့ဖြစ်သည်ယခုလေမော်တော်ကားကနောက်တွင် အလောင်းတလောင်းပါလာခြင်းက သူမအွတ်ဘာမှမထူးမဆန်းပေသူဆန်းနေသည်က ထိုရုပ်အလောင်းဤမှငိုကြီးပဲ့တင်တန်များသာဖြစ်သည် မြတ်တာစေတနာတသက်ဖြင့်နိုင်ရေးကူညီမှုလုပ်ငန်းများကိုအခမဲ့ဆောင်ရွက်ပေးနေသောသူမှပါဝင်လှူအားပေးနေသောအဖွဲ့သို့လာရောက်အကူအညီတောင်းသူကမိန်းကလေး၏အဖေကိုယ်တိုင်ဖြစ်သည်ဤမိန်းကလေး၏ရုပ်အလောင်းကိုမိရထားတန်လန်းကိုကြော်၍ကားစီသို့တည်ယူလာပြီးချိန်တွင်မူမူယူယူကတော်ကမြောနှင့်အလဲလဲအပြူပြူပြေးလာသော လူငယ်တစ်ယောက်နှင့်တောင်မလေး၏ ဟာကင်တို့ဆွဲလဲရုံးကန်နေကြသည်ကိုကြည့်၍သူမစတင်စိတ်ဝင်စားခဲ့ရခြင်းဖြစ်သည်ခက်ကမင်းအခုမှလာပြီးတော့အပိုတွေလုံးနေနဲ့မင်းကိုငါတတ်မိလိုက်မယ်နော်မင်းငိမ့်ငိမ့်နေကျွန်တော်မှားပါတယ်အဖေရဲ့ကျွန်တော်ခဏလေးကြည့်ပြရစီနော်ကျွန်တော်လိုက်ခဲ့မယ်နော်အဖေနော်ရုပ်ရည်တနာကမနဲ့ကြိုရွယ်တော်လဲမျက်လုံးပင်မဖွင့်နိုင်အောင်မူးနေတော်သူမှမိန်းကလေးဤနှလုံးသားနှင့်အနီးဆက်ဆုံး လူတယောက်ဖြစ်လိမ့်မည်ဟု ထိုစဉ်ကပင် သူမခန့်မှန်းမိခဲ့သည် မကြည့်ရဘူးကွာမလိုက်ရဘူးမင်းကြည့်ကျင် နောက်နေမှကြည့်ကဲအဆိုးနဲ့တိုးတိုးကားပေါ်လိုက်သွားလက်သီးကိုကြစ်ကြစ်ဆုပ်၍မေးကြောကြီးများထောင်အောင်အတော်ထိန်ထိန်သိမ့်သိမ့်နေပုံရသောလူရွယ်နှစ်ဦးကမိန်ကလေးအလောင်းတင်ထားရာ သူမတို့ကားနောက်ခံသို့တက်လိုက်ပြီးသည့်အချိန်တွင်တော့ကားနောက်ခံတကားပိတ်ကထိမ်ပင်အေးတိုက်စီသို့မောင်းထွက်ခဲ့ကြသည်။နနက်သူမတို့ ရုံးဖွင့်ချိန်ကလေးကစိတ်လှုပ်ရှားပူပန်မှုများစွာဖြင့်ရောက်နေခဲ့သောတေဆုံးသူမိန်ကလေးဤဖခင် အလောင်းတည့်ယူပြီးချိန်မှရောက်ရှိလာသောမူရည်ရည်ဝေနေသည့်လူငယ်တဦးသူမတိထားမိချိန်မှစတင်ပြီးစကားတခွန်းမှမပြောသေးတော့လဲထိခိုက်ခံစားနေပုံရသော လူရွယ်နှစ်ဦးတို့မှာမင်းကလေးဤဘဝထဲမှာအရင်နှီးဆုံးသောတော့ဝင်းစင်သာဖြစ်ရမည်ဟု သူမခန့်မှန်းနေစေမှာပင်ကားနောက်ခံမှငူကြီးတန်တက်တဲ့နှင့်အတူစကားသံများကသူမရှိရာ ကားရှိခန်းသို့ပြန်လွင့်ထွက်ပေါ်လာခဲ့သည်ကတော့သူမအတွက်အံ့ဩထိတ်လန့်စရာဖြစ်ခဲ့သည်ညီမလေးညီမလေးဥသောအတန်များသာ ငိုတန်နှစ်အတူဘလုံးမထွေးထွက်ပေါ်နေတော့လဲနောက်ပိုင်းတွင်တော့အတန်များကတဖြည်းဖြည်းတဲခွဲလာသည်ကားနောက်ခန်းကညီကိုနှစ်ယောက်မျက်ရည်ကတာကြိုးကျရှာလေပြီသူမလှဲမကြည့်ရပါပဲနှင့်လူနှစ်ယောက်ဤအတန်များကိုတဲခွဲစွာကြားနေရသည်ငါညမအမိုက်လေးငါတို့နဲ့ခဏပဲခွဲရမယ်မှတ်တာအခုတော့နင်တကယ်ပဲအပီးပိုင်ခွဲသွားတော့မယ်ပေါ့ အကိုကလည်းပြငုံမနေပါနဲ့ငုံမနေပါနဲ့ဟုတားနေတော်သူထံမှလည်းငိုနေလျက်ကပြောနေခြင်းပင်ဖြစ်သည်ငါတို့မှာဒီညီမလေးတယောက်တည်းရှိတာမိုက်လိုက်တာညီမလေးရဲ့နင့်အကောင်ကိုနင်သိမ့်ယုံလို့နင်ဒီဘွားရောက်တာအကိုဆိုးကိုကြောက်တယ်ဆိုနင်ငါကြောက်เสียမလို့ပါဘူးဟဲ့တကယ်ကြောက်ရမှာကနှစ်ယောက်ကြားကိုပါနင့်ကိုအယုံနေသွင်းပြီးနေချင်းတလို့နေနေတဲ့ကောင်တာမှန်မရမှန်မသိပဲကြော်ရမှာตายရနေတဲ့ကောင်အဲ့ဒီကောင်ကို ကျွန်တော်တက်မယ်ကိုရဟိုနေ့ကလိုလာငိုရင်ဆွဲထိုးပြမယ်ဟိကငါတို့ငါရောင်ဘာမှမလုပ်ဘူးမင်းလည်းလှုပ်ဆရာမလိုဘူးတချုံကနှစ်ချုံအဖြစ်မခံနိုင်ဘူးကွာအမေကိုလည်းငဲ့အောင်အမေသေးသွားလိမ့်မယ်အခုရောင်အမေကိုဘယ်လိုပြောပြရမယ်မသိတာနောက်ပြီးမင်းတို့ငါတို့မှတားမရရင်နဲ့မင်းဒေါသကိုထိန်းတော့ဒီကောင်အတွက်နဲ့ငါတို့ထပ်ပြီးဘာမှအနာမခံနိုင်တော့ဘူးတုတ်တုညီမလေးကိုဗျာဒါမျိုးထားရတဲ့အစတုန်းကပြောတော့ ဆက်ယုံမှာအလုံဆင်းနေတာဆိုအဲ့ဒါကတော့ငါတို့သိရင်စိတ်ဆင်းရဲမှာဆိုလို့မြမလေးကိုယ်တိုင်ကပြောထားတာပါကွာ ခုတော့သူတို့ဘာလို့ရမှန်းမသိလို့အဖေကိုလာခေါ်ကြတာသူတို့ကိုပဲကျေးဇူးတင်ရအောင်မယ်အဲ့ဒါကအဖွားကြီးတယောက်တည်းရှိနေတော့လာပြောလို့ပါအကိုရ။ကိုကောင်သားအိမ်မှာရှိနေရင်တုတ်တုတ်တိတောင်တိလိုက်မှာမဟုတ်ပါဘူး။ ပျော်ပျော်ငုံငုံနဲ့သူမဆက်လန်းတပုတ်ကိုတပိုင်းတစရှုံငုံမိတယ်လို့ရှိလာသည်ညီမလေးညီမလေးပြီးမှအကိုဆိုးရောအကိုတိုးရောရှိတယ်ညီမလေးအကိုဆိုးပြောမယ်တိတိရှာရှာနားထောင်ဟွန်းအတူပါရုပ်အလောင်းကိုတက်ရှိလူသားလို့ပြောနေပါလားသူမဤဦးကောင်းနှင့်ကြောပြင်သည်ကားရှိကန်းနှင့်နောက်ခံရှားထားရာမှန်ချက်စီတို့ပုံမနီးကပ်သွားသည်ညီမလေးရောက်ခမစီမှာသမီးလေးခြံခဲ့တယ်နော် အဲ့ဒီသမီးလေးကိုအကိုဆိုးနဲ့အမအတွယ်ကို ပေးခဲ့တော့ညီမလေးညီမလေးအတုပရှားတဲ့နေ့ကျရင် ကလေးကိုလက်ပြခွဲကြမယ်အကိုဆိုးရဘက်ကိုတိတိတတကြီးအတာပေးလိုက်ပါညီမလေးရဲ့နော်အကိုတို့လေသမီးလေးကိုငါညီမလေးကိုစားချစ်ချစ်ခင်ခင်ကျင်ကျင်နာနာမွေးကြမှာပါညီမလေးရဲ့ နင့်အမသွဲကလည်းနင့်ကိုညီမအရင်လိုချစ်တာပါ။သမီးလေးကိုလည်းသမီးရင်းလိုမွေးမှပါညီမလေးရာ။ဟုတ်တယ်ညီမလေးရဲ့ကလေးကိုသူတို့နဲ့ထားရင်ကလေးဒုက္ခဖြစ်မှာ။အကိုဆိုးရုပ်ကိုပေးလိုက်နော်။အဲ့ဒါမှအကိုတိုးရုပ်နဲ့လည်းတွေ့ရမယ်။အဖိုးအဖွားတွေနဲ့လည်းနေရမယ်။ညီမလေးလည်းစိတ်ရှာလက်ခချပေးခဲ့နော်။သူမသည်ကားနောက်ခံထဲမှတက်ချီတက်မဲ့မောင်နှမ၃ယောက်ဤဖြစ်အင်ကိုကြားနေမြက်ကပင် အကို၂ယောက်နှင့် ဆန့်ကျင်စွာပင်မိန်းကလေးအတွက်တစုံတစ်ခုကိုရှင်နေမှရွရွနေမိလိုက်တော်သည်တကယ်လို့သာနောင်ဘွားဆိုရများရှိခဲ့ရင်ဒီပုံစံနဲ့တော့လောကကြီးရဲ့မှာလူလာမဖြစ်ပါနဲ့တော့မိန်းကလေးရဲ့အဆောင်ထိနားထောင်ပေးကြသောစာဖတ်သူပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်ရှင်။